ားလုံးမင်္ဂလာပါအဝင်းဟိတ် channel မှာကြိုဆိုပါတယ်ကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့ပန်းတည်ပန်းညိုပျောက်ခြင်းဒါတွေကိုလုတ်ပါဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ပန်းတည်ပန်းညို erectile dysfunction ဖြစ်စေတဲ့အကြောင်းရင်းတွေနဲ့ကုသနည်းတွေကိုရှင်းပြပေးပါမယ်ပန်းတည်ပန်းညိုဖြစ်စေတဲ့အကြောင်းရင်းများပန်းတည်ပန်းညိုဖြစ်စေတာကအောက်ခံယောဂါတွေနဲ့ဆက်ဆက်နေပါတယ်စီးကြိုယောဂါရှိနေတာသေရူယောဂါဖြစ်နေတာအခြားကြမ်းမာရေးပြဿနာတွေရှိနေတာ ਨੇ အဝလွန် obesity ဖြစ်နေတာတွေကြောင့်ဖြစ်ပါတယ်။ဒါအပြင် folic acid ချို့တဲ့တာဒီချို့တဲ့မှုကအမျိုးသားလိမ်မိုင်းဆိုင်ရာလုံဆောင်ချက်ကိုထိခိုက်စေပါတယ်။အရက်ဆီလိသုံးဆွဲတာစိတ်ဖိစီးမှုများတာအသက်ကြီးလာရင်တိဆောက်ပုံဆိုင်ရာပြဿနာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ပန်းတည်ပန်းညိုပျောက်စီတဲ့နီလန်းများဒီပြဿနာကိုလွယ်လွယ်ကူဖြေရှင်းတဲ့နီလန်းတွေရှိပါတယ်။အောက်ပါအဆင့်တွေကိုလိုက်နာနိုင်ပါတယ်။အဆင့်တင့်လစ်ကျင်ကလုံဆောင်ပါ လမ်းလျှောက်ခြင်းက အထူးအကူအညီပေးပါတယ်။ဒီနေ့ကိုအနည်းဆုံး2ကြိမ်လမ်းလျှောက်ပါတစ်ခါလျှောက်ရင်အနည်းဆုံး15မိနစ်လမ်းလျှောက်ပါဒီနေ့ကိုအနည်းဆုံးမိနစ်30လမ်းလျှောက်သင့်ပါတယ်။လမ်းလျှောက်တဲ့အခါခက်တွက်တွက်ကလေးလမ်းလျှောက်ပြီးသင့်ပါတယ်။ဒါမှမဟုတ်ရင်လည်းတရက်ကို5ကီလိုမီတာကနေ6ကီလိုမီတာအထိလျှောက်ပါဒီလိုလမ်းလျှောက်တာဟာအဝလွန်တာတွေကိုချော့ချပေးပါတယ်။လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်တင်ပစုံ ွတ်သား Pepet Floor Marcel Lichin Gan ကအရေးကြီးဆုံးမှာဒီ Lichin Gan တွေကတွေးလက်ပတ်မှုကိုတိုးမြှင့်ပေးပါတယ်။ Squat Tiny Squat Exercise နဲ့ပတ်သက်ပြီးရှင်းပြပေးပါမယ်။ Squat Tiny လမ်းညွန်အနေအထားကျွန်တော်ကပခုံးအကျယ်ခွာပြီးတော့ရက်ပါခြေဖနောက်ကိုရှေ့တည့်တဲ့ဒါမှမဟုတ်အပြင်ဘက်ကိုနင်းနေတည်ထားပါစတင်ချင်းဒူးတွေကိုကွေးပြီးအောက်ကိုထိုင်ချပါရီမန်းချက်တင့်ရဲ့ တင်မားကို60ဒီဂရီထက်နေအောင်ထိုင်ချဖို့ညီမပါဒူးထင်းညင့်တင့်ဒူးတွေကဒူရီယာနဲ့တတရခြေချောင်းတွေအပေါ်ဖြောက်တန်းနေပါစီပြန်တက်ချင်းခြေဖနောက်ကိုအားပြုတ်ပြီးမမပြန်ရက်ပါဒါဆိုရင်တစ်ချိန်ပြီးသွားပါပြီအချိန်ရင်၈ချိန်ပါတဲ့နှစ်ပတ်လောက်ဆောင်ပါဒီလိုလောက်ဆောင်ခြင်းအားဖြင့်တွေးလက်ပတ်မှုကိုတိုးမြင့်ပေးပါတယ်အထူးသဖြင့်လိမ်မိုင်းဆိုင်ရာ အင်္ဂါတွေစီကိုတွေးပိုရောက်စေပြီးပန်းဒီပန်းညို့ကို ်တက်တာပျောက်ကင်းစေနိုင်ပါတယ်။အရှင်နဲ့အစားအသောက်ပြောင်းလဲပါ။အာတိုးစေတဲ့ဂုံတက်တိရှိတဲ့အစားအစာတွေကိုစားပါ။ဒီအစားအစာတွေကတင့်ရဲ့ testosterone level ကို တိုးစေပါတယ်။ shower ganda ဒါကကုသမှုအတွက်လူသိများထင်ရှားပါတယ်။အထူးသဖြင့်လိင်စိတ်ဆန္ဒ libido ကို တိုးစေဖို့ဒါမဲ့ကြီးပါတယ်။မြေပဲမြေပဲဟာ folic acid ရဲ့အရင်းမြစ်ကောင်းတစ်ခုဖြစ်ပါတယ်။ folic acid ချို့တဲ့မှုကအမျိုးသားလိမ်ပိုင်းဆိုင်ရာလှုပ်ဆောင်ချက်ပြဿနာတွေဖြစ်စေနိုင်ပါတယ်။အဲ့ဒီကိစ္စကိုမြေဘဲကအကူအညီပေးနိုင်ပါတယ်။ somblondi somblondi ကစွမ်းအင်တွေအများကြီးပေးပါတယ်။အ내ရောင်စပီတီချောက်ကိုရေစိမ်ပြီးညအိယာဝင်ကနီးတောက်သုံးပါ။သင့်ခန္ဓာကိုယ်အတွက်ဗီတာမင်နဲ့သတ္ထုဓာတ်ရအောင်ဟင်းသီးဟင်းရွက်နဲ့တည်တည်ဝလံတွေကိုပိုစားပေးပါ။အဆင့်3နေထိုင်မှုပုံစံပြုပြင်ပြောင်းလဲပါ။ ရက်နဲ့ဆက်လက်သုံးဆွဲခြင်းကိုရှောင်ရှားပါစိတ်ဖြည့်စည်းမှုကိုလျှော့ချပါပျော်ရွှင်မှုပေးတဲ့လှူရှားမှုတွေကိုလုပ်ပါဥပမာအားဖြင့်ရေမောပါတခြင်းဆိုပါကခုပါဒါမှမဟုတ်ဂိမ်းကစားပါတင်ဝါဒနာပါရကိုလုပ်ပါအေးရေးဝောဝါအိတ်ဆက်အနားယူပါချစ်ခင် တွေ့တာမှုကိုလည်းဖော်ပြပါလိမ်မိုင်းဆိုင်ရာလှူရှားမှုအတွက်လည်းတင့်တင့်တဲ့အချိန်ပေးတာတွေကလည်းအရေးကြီးပါတယ် စားဆုံးရှိရှာပေးတဲ့ကျေးဇူးတင်ပါတယ်။နောက်နောက်လောလောလေးကူရှုနိုင်မှုကို Strike ကိုချိန်ချိန်ပေးထားပါပါမြတ်တရားရခံပါတယ်။ Like နဲ့ Share ကိုလည်းတိတ်ပြီးစီစဉ်ပါတယ်။ဒီကအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ကြောင်းလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Happy Great Day